င်္ဂလာပါရှင့်ဒီနေ့ကျမ ကပေါ့နော်အရင်လေးကကျမတို့ဒီ letter introduction နဲ့ပတ်သက်ပြီးကျမ part 1ပေါ့နော်ကျမ sharing လုပ်ပြီးခဲ့တယ်ဒီနေ့ကနောက်ကအဆက်ကလေးပေါ့အဲ့တော့ဒီအဆက်ကလေးကကျမတို့နည်းနည်းတော့ရှင်းပါမယ်စာအုပ်ကလေးလေးတစ်ချက်သွားကြည့်ရမယ်ဆိုတော့ပေါ့နော်အဲ့တော့ဒီမှာကျမတို့ part 2ကိုအစပြုရမယ်ဆိုလို့ရှိရင်ကျမတို့အရှိမမိတ်ဆက်ခဲ့ပြီးအတိုင်းတိုင်းရဲ့နောက်မှာဘာဆက်မလဲဆိုရင်ကျမတို့ဒီမှာ game ဆော်လို့ရတယ်ပေါ့နော်ဒီနေ့က game ဆော်မဲ့နေ့ကိုကျမက sharing လုပ်ပြီးမှာအဲ့ဒါကဘာလဲဆိုတော့ဒီမှာကျမက generally ၃မျိုးထည့်ထားပေးတယ်။အာမေမေတို့အနေနဲ့ဒီ online ဒီမှာသွားပြီးရှာဖွေပြီးတော့တခြားနည်းတွေနဲ့လည်းဆော့လို့ရတယ်။ဒါကအိမ်မှာဆော့လို့ကောင်းတဲ့နည်းကလေးတွေပေါ့နော်။ကလေးတွေကစားလို့ကောင်းတဲ့နည်းတွေကျွန်မထည့်ထားပေးတယ်။ဒီမှာဆိုရင် flash card games အဲ့တော့ what's missing number 1အနေနဲ့ what's missing အဲ့တော့ what missing ဆိုတာဘာလဲဆိုတော့ကျမတို့ဘာပြောက်သွားလဲဆိုတဲ့ game တွေ ်ရန်ရွှေ့ရှင်းပါတယ်ဒီလို game တွေကမူဂျူတွေမှာလဲစော်တယ်ကျမတို့ဒီတန်တန်းတွေမှာလဲစော်တယ်ပြီးလို့ရှိရင်အိမ်မှာလဲကိုယ်တိုင်စော်လို့ရတဲ့အရာမျိုးပေါ့နော်စော်ကစားတဲ့ခါမှာကလေးတွေကိုကစားရင်းနဲ့တင်ရတာဟုတ်ကျမတို့ကဒီညမှာမမေတို့ကကိုယ်ကလေးကိုကိုကိုယ်တိုင်ပြန်တင်မယ်ကိုယ်ကလေးက G2 ရောက်ပြီ G3 ရောက်ပြီဆိုရင်တော့ ဒါလေးတွေမလို့တော့ဘူးပေါ့နော်ပြောရမယ်ဆိုကလေးကနည်းနည်းလေးအရွယ်ရောက်သွားပြီဖြစ်တဲ့အတွက်ကျမတို့ကဒီ preschool အရွယ်မှာတည်းကစပြီးတော့ဒီ phonics ကိုသင်တော့မယ်ဆိုရင်ဒါမျိုးလေးတွေကမဖြစ်မနေလို့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ကလေးတစ်ယောက်ကဒီအသက်9နှစ်အတွင်းမှာ brain development ကသူကတက္ကသိုလ်ကျောင်းသားတယောက်ပဲနှစ်ဆလောက်ပြီသူဖွံ့ဖြိုးနေတာဖြစ်တဲ့အတွက်သူ့ရဲ့ brain development ကိုလည်းကျမတို့ကပို့ပြီးတော့ပေါ့နော်အထောက်အကူဖြစ်စေခြင်းနဲ့အနေနဲ့ကစားရင်းနဲ့သင်ရတာကတဘာဝပါပဲ။ ဘူဂျိုကလေးတွေကျမတို့စတင်လို့တင်လို့မရဘူးဒီဇိုင်းနဲ့တင်ရတယ်ငယ်လေးကလေးတွေကိုတင်တဲ့အခါဒီမီးတွေကကျမတို့မဖြစ်မနေထည့်ရတယ်ပေါ့နော်ကဲအဲ့တော့ကြည့်အောင်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာတို့ဒီနေရာမှာကျမ flag card ကလေးတွေထည့်ထားပေးတယ်အဲ့တော့ဒီ flag card တွေကိုနော်ဒီနေရာမှာဒီကတ်တွေမှာမဟုတ်ဘူးမမေတို့တတိထားရမှာကပေါ့နော်တခြားဘဲကတ်မစိုးဖြစ်နိုင်တယ် เนาะတခြားဘယ်ကမဆိုဖြစ်နိုင်တယ်ပြီးလို့ရှိရင်ကျမတို့ဒီနေရာမှာ letter တွေလည်းဖြစ်နိုင်တယ်ဘလို့ letter တွေလဲဥမာ letter s ကိုတင်ထားပြီးသားဆိုရင် letter s ကလေးဖြစ်နိုင်တယ် letter e letter p letter n စသဖြင့်တင်ထားပြီးသား letter တွေအားလုံးဖြစ်နိုင်တယ်เนาะပြီးရင်ဘာလုပ်မလဲဒါကိုမြန်မြန်ပြောမယ် နော်အဲ့တော့သူရဲ့ name တွေကိုမြန်မြန်ပြောမယ် mark monkey mark ပြီးလို့ရှိရင် milk ဒါကိုမြန်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 ကျမတို့ကလှည့်ပြီးတော့ rotate လုပ်ပြီးတော့ပြောနေမှာလက်ညှိုးလေးနဲ့ထောက်ထောက်ပြီးတော့ပြောနေမှာဒီနေရာမှာကျမကဒီထဲမှာအခုကျမ computer ထဲမှာ slide ပြင်ပေးထားတယ်ဒီချေကျမတို့က computer နဲ့တင်တာမှမဟုတ်တာရတယ်ကိစ္စမရှိမေမေတို့မှာ whiteboard ကိုရှိဖို့လိုတယ်နော်အဲ့ whiteboard မှာမေမေတို့ကဒါနဲ့ပတ်သက်ပြီးပုံအကြံလေးဆွဲလိုက်မှာဆွဲပြီးရင်မေမေတို့ဒီပုံလေးတွေကိုလက်ထောက်ပြီးပြောမယ်ပြီးရင်ဘာလုပ်လိုက်မယ်ဆိုရင်နောက်တစ်ချက်ကခလေးကမှတ် ်မိပြီခလေးကိုတောက်လျှောက်မြန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 ်ပြောပြီးတော့ခလေးကမှတ်မိပြီမှတ်မိပြီလားမှတ်မိပြီလားဘယ်နေရာမှာဘယ်ကကလေးရှိတယ်မှတ်မိပြီလားမှတ်မိပြီဆိုတဲ့အချိန်မှာဒီလိုလေးလုပ်လိုက်ပါ နော်အဲ့တော့ဒါကကျမကဒါဒီလိုအုပ်ထားပေးရမေမေတို့ကဒီနေရာမှာဘာလုပ်လို့ရလဲစာရွက်ကလေးနဲ့အုပ်လို့ရတယ်နော်စာအုပ်ကလေးနဲ့လည်းအုပ်လို့ရတယ်တစုံတစ်ခုနဲ့ကာလိုက်လို့ရတယ်ဒါအရန်ယိုးရှင်းတယ်အရန်ခက်ခဲတဲ့ကိစ္စဘာမှမပါဘူးနော်အဲ့တော့ whiteboard မှာပဲဆွဲဆွဲမရှိဘူးအိမ်မှာ whiteboard ကလည်းမဝယ်ခြင်းဘူးမရှိဘူးနော် whiteboard အသေးလေးတွေအခုဆိုလို့ရှိရင်ကျမတို့တစ်တောင်းပတ်ချလဲဆိုရတယ်ကွာ ရှိဘူးတည်ချဲဆိုလို့ရှင်ပုံဆွဲစာအုပ်ဝယ်လိုက်နော်ပုံဆွဲစာအုပ်ထဲမှာအဲ့လိုမျိုးဆွဲပြီးအပေါ်ကနေပြီးဆက်ကူပိုင်းလေးတစ်ခုနဲ့အုပ်လိုက်ရင်လည်းရပါတယ်နော်အဲ့ဒါပြီးဘာပြောက်သွားလဲဆိုတဲ့ game လေးကိုဒါကတင်ချားရေးပိုင်းမှာကလေးကိုပျော်ရွှင်စေဖို့ထည့်ပေးတာပါနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ကျမတို့နောက်တစ်ခုက find him in room အဲ့တော့အဲ့ဒါဘာလဲဆိုတော့အခန်းထဲမှာရှာရတာခုနကကတ်တွေကိုပဲကျမတို့အခန်းထဲမှာကလေးအနေနဲ့လက်လန်းမိပြီးအရန်ရှာရဖို့ရမခက်ခဲတဲ့နေရာမှာကျမတို့ကတ်ထားလို့ရပါတယ်ပြီးရင်ကလေးကိုတက်ချင်းဖွင့်ပေးလိုက်ပြီး phonic sound လေးဖွင့်ပေးလိုက်ပြီးလိုက်ရှာခိုင်းတာမျိုးပါ အဲ့ဒါကလေးကရှာမယ်ကျမတို့ကဒီ letter လေးတွေကတ်ထားတယ်ဆိုရင်ကလေးကတွေ့လာတဲ့ letter ကို name ကို sound ကိုသူပြောမယ်နော်တကယ်လို့ပုံကတ်ထားတယ်ဆိုလို့ရှိရင်เนาะကျမတို့ရုပ်ပုံလေးတွေကတ်ထားတယ်ဆိုရင်ဥမာဆိုပါဆိုခုနကလို့ monkey လေးပါလာတယ်ဆိုရင် monkey ဆိုပြီးတော့ကလေးကအတန်နဲ့တွဲပြီးပြောရမှာဖြစ်ပါတယ်ဒါကလည်းကျမတို့အဲရှာဖွေတဲ့အချိန်မှာเนาะကလေးကဒီလိုမျိုးလှုပ်လှုပ်ရှားရှားတောင်းရလာရတာကြိုက်တဲ့ကလေးတွေအငြင်းမြင်းတဲ့ကလေးလေးတွေဆိုလို့ရှိရင်ပေါ့เนาะဒီနီးနဲ့ကျမတို့ကစားပေးလို့ရပါတယ် ကလေးတွေကပြောလဲပြောပါတယ်ဒါလေးကကျမလက်တွေ့အသုံးချတဲ့နီလာမှာနောက်တစ်ခုကကြတော့တချင်းဖွင့်ထားပေးတာဖြစ်တဲ့အတွက်အခုကျမတို့ပြောနေတဲ့အချိန်မှာလူမျိုးပေါ့နော်ပြင်းချောက်တဲ့အနေထားမဟုတ်ဘူးတချင်းဖွင့်ထားပေးတဲ့အတွက်ကလေးကအဲ့အချိန်မှာလုံးဝ active ဖြစ်နေမှာဖြစ်ပါတယ်နောက်တစ်ခုက magic box ပါအဲ့တော့ဒီနေရာမှာ box မဟုတ်ဘဲနဲ့ကျမတို့ lure ape ဆိုလဲရပါတယ်နော် magic bag ဆိုလဲရပါတယ်အဲ့တော့အဲ့ထဲမှာခုနကကတ်တွေကိုထည့်မယ်ထည့်ပြီးလို့ရှိရင်ပါလာတာကိုနော်ဘာပါလာမလဲဆိုတာမှန်ပြီးတော့နှိုက်မယ်နှိုက်ပြီးတော့ပါလာတဲ့ပစ္စည်းကိုကျမတို့ကပြောရမှာဖြစ်ပါတယ် နော်ဒီလိုမျိုးလဲဆော့လို့ရပါတယ်နောက်တစ်ခုကကြတော့ကျမတို့ဒီမှာအဒီမှာ letter introduction လုပ်တဲ့ခါမှာကျမတို့မဖြစ်မနေညီပါပါဝင်တဲ့အရာတွေကဘာလဲဆိုတော့ action with sound တချင်းဖွင့်ပေးဖို့လိုပါတယ်နော်ပြီးရင် letter formation letter formation ဆိုတာကလည်းကျမတို့ letter A လေးဆိုရင် A ကလေးကဘယ်နှချက်ဆွဲတာလဲအပေါ်ကစပြီးဆွဲတာလားအောက်ကစပြီးဆွဲတာလားဒါကို letter formation လို့ခေါ်ပါတယ် finding letter ဆိုတာကတော့ခုနကကျမပြောသလိုမျိုးပေါ့နော်ဒီစာသင်ခန်းထဲမှာရှာတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကိုယ့်ရဲ့အိမ်ခန်းမှာရှာတာလည်းဖြစ်နိုင်နောက်တစ်ခုကစာအုပ်ပေါ်မှာလည်းရှာခိုင်းလို့ရပါတယ်စာအုပ်ပေါ်မှာ letter တွေအကုန်လုံးအများကြီးရေးထားပြီးတော့ကိုက letter S ဆိုလို့ရှိရင် S တစ်လုံးတည်းကိုပဲရှာခိုင်းတာပါဒါမျိုးကို ပြောတာပါပြီးလို့ရှိရင်ကိုကခုနကလိုရေးထားတဲ့ letter တွေအများကြီးဘယ်လိုရှိမလဲဥပမာဆိုပါဒီမှာ letter s letter s နော် letter a letter t ဒါစာရွက်ပဲဆိုပါစို့ letter p letter n letter ဆိုပါစို့ i နော် letter c ဒီလိုမျိုးမင်းတို့ဒီမှာဒါစာရွက်လေးကိုမာဒီလိုရေးထားလိုက်ပြီးရေးထားပြီးလို့ရှိရင်ခလေးကို yes or no ပြောခိုင်းတာပါ okay အဲ့တော့ကြည့်အောင်တသားကြီးမိမိရယ် okay this one is uh, it is one letter s yes or no uh, it is one yes or no it is one uh, yes or no စသဖြင့်ကလေးကိုအဲ့လိုလေ yes or no ဟုတ်လားမဟုတ်ဘူးလားပြန်ပြီးတော့ဖြေခိုင်းတာပါအဲ့တော့ဒီမှာဒီ letter ကိုကြည့်ပြီးတော့မေးတဲ့မေးခွန်းကိုနားထောင်ပြီးဟုတ်လားမဟုတ်ဘူးလားသူစဉ်းစားမယ်ပေါ့နော်နောက်ပြီးကျွန်တော်တို့ tracing ပါမယ်ဒီ writing ဘာလို့တော့ပေါ့နော် storytelling challenge တွေပါမယ်နောက်လေ့ကျင့်ခန်းတွေလုပ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာ letter formation နဲ့ပတ်သက်ပြီးပြောပြမယ် letter formation ဆိုတာဒါမျိုးကိုဆိုလိုတာပါကျမတို့ဒီစာအုပ်တီထဲမှာလည်းသူ့အနေနဲ့ကဒါပါပြီးသားပါတချို့စာအုပ်တီထဲမှာပါเนาะအဲ့တော့ဒီမှာ letter ကအာကျမတို့အပေါ်ကဆွဲတာလား ာအောက်ခဆွဲတာလားဘယ်တစ်ချက်ဆွဲရတာလဲဆိုတာကိုအိမ်မှာအဲ့တော့စာအုပ်မရှိဘူးစာအုပ်မဝယ်ခြင်းမှုဆိုတဲ့သူတွေကပေါ့နော်ဒီလိုမျိုးလေးတုံးလို့ရတယ်ဒီနေရာမှာကျမတို့ကတဲကိုလည်းတုံးလို့ရတယ်စံကိုလည်းတုံးလို့ရတယ်စားကိုလည်းတုံးလို့ရတယ်မိမိတို့ကြိုက်တာကိုတုံးလို့ရပါတယ်ပြီးရင်နောက်တစ်ခုဒါလေးကကြောက်နံပါတ်3ကဒါလေထဲမှာလက်ကလေးကိုထောင်ပြီးတော့ကျမတို့လေထဲမှာရေးဆွဲတဲ့နည်းနဲ့ပါတစ်ချက်နှစ်ချက်သုံးချက်စသဖြင့်ပေါ့နော် ိုတင်လိုက်တဲ့ letter လေးကဘယ်နှချက်ဆွဲရတာလဲเนาะအပေါ်ကနေအောက်ကိုဆွဲရလားဘယ်ကနေညာကိုဆွဲရလားစသဖြင့်ကလေးကိုဒီ letter ကဘယ်လိုမျိုးရေးရတယ်ဆိုတာကို letter formation လုပ်ပြီးတာပါ နောက်တစ်ခုကဒီမှာ finding legend နဲ့ပတ်သက်ပြီးတော့ခုနကကျွန်မပြောတာကအခန်းထဲမှာရှာတယ်။နောက်ဒီမှာဆုံးဖြတ်ပစ္စည်းနဲ့ရှာဖွေတဲ့ပုံလေးတွေကိုကျွန်မထည့်ထားပေးပါရစေနော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါလေးကဗာလေးလက်ကြည့်အောင်။ဒါလေးကကျွန်မတို့ sign name တော်တော်များများမှာလျှက်စစ်ပစ္စည်းတွေဝယ်တဲ့အခါမှာတော့ကျွန်မတို့ဒီမပေါက်မပြဲအောင်အထိခိုက်နေအောင်ထည့်ပေးထားတဲ့ဖောင်းကြွလေးတွေပါ။ ခုချိန်ထိမြင်တော့ကျွန်တော်တို့လူကြီးတွေဓာတ်တွေကိုဖောက်ဖောက်နဲ့ဖိဖိချင်ကြသေးတာเนาะအဲ့တော့ကလေးငယ်လေးတွေကိုဒီလိုရှာဖွေပေးပြီးတော့ဒီထဲမှာเนาะ A ဆို A ကိုပဲ B ဆိုရင် B ကိုပဲပေါ့เนาะအဲ C ဆိုရင် C ကိုပဲအတန်လေးကိုတစ်ခါဖောက်တိုင်းတတန်ပြောပြီးဖောက်ခိုင်းတာမျိုးလုပ်လို့ရပါတယ်ဥမာ C ကလေးကိုဖောက်မှဆိုရင်လို့ပြောပြီးတော့ C ကိုဖောက်ခနဲ့ဖောက်ခိုင်းတာမျိုးလုပ်လို့ရပါတယ်နောက်တစ်ခုကကိုယ့်အနေနဲ့ဒါအလွယ်ဆုံးပါ ဒါကအလွယ်ဆုံးအရင်းနှီးအနည်းဆုံးနဲ့အလွယ်ဆုံးမှာဒီလိုဟာမျိုးကကျမတို့အင်္ဂလိပ်စာပေါ့နော်သတင်းစာတွေရှိရင်လည်းလုပ်လို့ရပါတယ်နော်အဲအင်္ဂလိပ်စာသတင်းစာတွေမှာဒီလိုစာလုံးတွေအများကြီး CV ရေးထားတာတွေပါတယ်အဲ့ဒီထဲမှာကိုရှာခြင်းနဲ့ letter ကိုပဲရှာပြီးတော့အယောင်မချေရင်တော့ခလေးကိုဝိုင်းခိုင်းတာမျိုးတွေလုပ်လို့ရပါတယ်အဲ့တော့ဒါကကြတော့ကျမကဒါစာရွက်ပေါ်မှာတန်း CV ရေးထားတဲ့ပုံစံလုပ်ပြထားတာပါစာရွက်ပေါ်မှာဒီမှာတန်း CV ဒီလိုတွေရေးထားမယ်စာတွေပေါ့နော်ရေးထားပြီးရင်ရှာပြီးတော့ဒီလိုမျိုးဝိုင်းကြမယ်ပေါ့နော် နောက်တစ်ခုကဒီလိုမျိုးလီကိုလေးထည့်ထားပေးတယ်ဒါကအိမ်တိုင်းနှီးပါမှာရှိတယ်ကလေးတော်တော်များများကြိုက်တဲ့ပုံတော့ကစားစရာကစားခွင်းတော်ရင်လည်းကစားခွင်းတွေမှာညင်ညင်လေးထိုင်ဆော့ခြင်းနဲ့ကလေးတွေအတွက်ဒါမျိုးလေးတွေစဉ်းစားထားတာတွေ့ရတယ်ပေါ့နော်နေရာတိုင်းမှာကလေးနဲ့ပတ်သက်တဲ့နေရာတိုင်းမှာလီကိုကရှိတတ်ကြတာများတယ်အဲ့တော့လီကိုလေးတွေမှာဒီလိုမျိုးလေးတွေကပ်ပြီးတော့ကျွန်တော်တို့ finding လောက်ခိုင်းလို့ရတယ်အဲဒီလိုကပ်ဖို့နာလဲတချက်ရေးနည်းနည်းတော့အခက်အခဲရှိနေတယ်ဆိုရင် soft pan နဲ့ရေးလိုက်ပေါ့နော်အဲ့လိုမျိုးရပါတယ်ရှင့် နောက်တစ်ခုက tracing ကတော့ဒါကျမလေ့ကျင့်ခန်းစာအုပ်မှာလည်းတစ်ချက်သွားပြပေးပါမယ်လေ့ကျင့်ခန်းစာအုပ်ဒီမှာလည်း tracing ကပါပါတယ်ပြီးလို့ရှိရင်လေ့ကျင့်ခန်းကဒီလိုမျိုးကျမတို့သွားပြီးတော့ match လုပ်တဲ့ဟာမျိုးကိုဆိုလိုတာပါရှင့်အဲ့တော့ story time ကကြတော့ story ကကျမတို့အဲ online မှာသွားပြီးတော့ကိုကိုယ်တိုင်မလုပ်တတ်ဘူးဆိုရင် online မှာသွားပြီးရှာလို့ရပါတယ်အာစာအုပ်ဒီထဲမှာလည်းဒီခါလေးကြလို့ရှိရင်ကျမတို့ပါပါတယ်နော်အဲ့တော့ဒါကတော့ကျမကအခုဒါ story က letter s နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ဥမာ letter s ကျမစာအုပ်ထဲမှာဆိုရင်ကျမဒီ၅မျိုးထည့်ထားပေးတယ်ဒီ၅မျိုးနဲ့ပတ် သက်ပြီးတော့ကျမကဒီ၅မျိုးနဲ့ဆင်ပြီးတော့အပုံမြင်ပြောပြတာပေါ့နော်ခလေးတွေဥမာအဲနေသားတဲ့နေ့မှာဆိုရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါကိုကအင်္ဂလိပ်လိုပြောတတ်တယ်ဆိုရင်လည်းပြောမယ်မပြောတတ်ဘူးပေါ့အရင်ကြီးမကျွမ်းကျင်ဘူးဆိုရင်လည်းမြန်မာလိုပြောပြရင်လည်းခလေးကိုနားထောင်ကြရဲပေါ့ဒါပေမဲ့အင်္ဂလိပ်လိုလေးပြောရင်တော့ပို့ပြီးတော့အဆင်ပြေတာဥမာဒီမှာဆိုလို့ရှိရင် our s letter s အကြောင်းကို our sun ဆိုတဲ့အကြောင်းပုံလေးကိုကျမတို့ပြောရမှာဆိုရင် letter s ရဲ့အတန်လေးကိုကျမတို့မဖြစ်မနေထည့်ပြီးတော့ပြောရမှာဖြစ်ပါတ ယ်ဒါနဲ့ပတ်သက်လို့ဒီလိုမျိုးပြောဖို့လည်းနည်းအခက်အခဲရှိနေတယ်ဆိုလို့ရှိရင်ဒီလိုမျိုးတွေတွားပြီးတော့ရှာလို့ရပါတယ် Apple Plus Stories ဆိုပြီးတော့တွားပြီးတော့ကျမတို့ကအမှာ Pinterest တို့เนาะပြီးလို့ရှိရင်တခြား website တွေမှာတွားကြည့်လို့ရတယ်ဒီမှာဆိုရင် မမမွေရဲ့နာမည်ကဆိုပါတော့ Sally ပေါ့နော်အဲ့ဆိုရင် Sally Sally သူ့နာမည်ကိုပြောတော့မယ်ဆိုရင်ဒါမျိုးကျမတို့ကထည့်ပြီးတော့ letter s ရဲ့ sound ကိုတောက်လျှောက်တောက်လျှောက်ထည့်ပြီးကလေးရဲ့နားထဲမှာဒီ sound ကိုသူတစ်ချိန်လုံးမှတ်မိနေအောင်ထည့်ပြီးတော့ပြောသွားပေးဖို့လိုပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးဒါပြီးသွားရင်ကျမတို့ဘာတွေလိုအပ်လဲဆိုလို့ရှိရင်ကျမစာအုပ်ကိုတစ်ချက်သွားပြပေးမယ်နော်အဲ့တော့ဒီမှာစာအုပ်ကိုကျမတို့တစ်ချက်လောက်လေ့လာကြရအောင် တော့ဒီမှာ jolly phonic orthophonic ရှိမယ်ပြီးရင်ဒါကတော့ကျမလုပ်ထားတဲ့စာအုပ်ပါအဲ့တော့ဒီမှာကျမက မိမိတို့လန်ဟဆောင်းတွေကိုမိတ်ဆက်ပြီးသွားပြီဆိုရင်ခဏကအပိုင်းနေဒီစာအုပ်ဒီထဲမှာပါလာပါတယ်ဒါက Jolly Phonics နဲ့ Workbook ကိုထည့်ထားပေးတာပေါ့နော်စာအုပ်တအုပ်ပဲထည့်ထားပေးမယ် Jolly ကတော့စာအုပ်များတယ်ပေါ့နော်အဲ့ဒါဒီမှာဆိုရင် letter S ကိုတင်တဲ့အချိန်မှာပြီးရင်ဒီမှာသူက hand action လေးတွေပါမယ် coloring လုပ်ရတာလေးတွေပါမယ်ပေါ့နော်အဲ့ S နဲ့ပတ်သက်တာလေးတွေကလေးတွေကိုထောက်ပြောခိုင်းလို့ရတယ် sun snake spider snail စသဖြင့်ဒီမှာတို့ပြောခိုင်းလို့ရပါเนาะအဲ့တော့ဒီမှာနောက်ပြီးဘာသာခုနကကျွန်မပြောတဲ့ဘာပါသေးလဲဆိုလို့ရှိရင် treason เนาะဒီမှာ treason မိုင်းပါနော်ပြီးရင်ဒီမှာစာရေးရတာလေးပါမယ်ဒီမှာ snail spider s စာနစာတပြင်အဲ့ဒီလိုမျိုးအတန်ထွက်ပြီးတော့ကလေးကိုရေးခိုင်းလို့ရပါတယ်เนาะအဲ့တော့ဒါက letter s နဲ့ပတ်သက်ပြီးတော့ကျမတို့ဒီမှာအာသူ့စမှာပါတဲ့ပါတာ exercise ပေါ့เนาะကျမပြောချင်တာကဘဲစာအုပ်ပိုပဲကြည့်ကြည့်เนาะဒီမှာဆိုရင်ကျမသူကဒါကျမတို့ abc ကစတာဖြစ်တယ်သူ့ကိုကျမ a ကစပြီးတော့ပြတာဘဲစာအုပ်နဲ့ပဲဖြစ်ဖြစ်ကျမတို့ကစာအုပ်တွေဝယ်ပြီးဆိုခဲ့ရတာအတေပဲထုတ်လို့ရတာလေစာအုပ်ကเนาะပုံအတေပဲထုတ်လို့ရတာလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီးဒါကကျမတို့ also phone ရဲ့ workbook ပေါ့เนาะ သူလည်းဒီလိုပဲ A နဲ့ပတ်သက်ပြီးတော့ဒီမှာဆိုရင် secure the pictures began with the a sound เนาะအဲ့တော့ a sound နဲ့ပတ်သက်ပြီးတော့ဒီမှာကျမတို့ secure လုပ်ရမယ်ပြီးလို့ရှိရင် coloring လုပ်ရမယ်ဒါတွေရှိမယ်เนาะအဲ့တော့ခါကြတော့တူတူပဲ tone တူပဲကျမစာအုပ်မှာလည်းဒီလိုပဲ strawberry sun spider snake snail အဲ့တော့ဒီမှာဆိုရလေးရှိတယ်ဟုတ်ပြီเนาะအဲ့တော့ဒီမှာ choose the correct first letter အဲ့တော့ပထမဦးဆုံး letter ကိုရေးခိုင်းတယ်ဒီမှာလည်းဒီမှာလည်းတူတူပဲเนาะအလားတူပဲကျမတို့ဒီမှာ workbook တွေမှာဒီလိုပဲရှိဒီမှာတော့ coloring မထည့်ထားပေးဘူးပါထည့်ထားပေးလဲဆိုရင်ကျမတို့ tracing ဒီမှာ letter formation နဲ့ tracing လောက်တာကိုထည့်ထားပေးတယ်ပေါ့เนาะအဲ့ဒီမှာနောက်ပိုင်းမှာလည်းတခြားစာအုပ်ဒီမှာလည်းဒီလိုပဲကျမတို့ထည့်ထားပေးတယ်ပေါ့เนาะတခြားလေ့ကျင့်ခန်းများအများကြီးထည့်ထားပေးတယ်ပေါ့အဲ့တော့ကျမပြောချင်တာကဘယ်စာအုပ်ကိုပဲတွားပြီးတော့ကြည့်ကြည့်ကျမတို့ကဒါပုံသေးတွေနဲ့ပဲလေ့လာရတာเนาะအဲ့ဒီတော့ခုနကလူမျိုးပေါ့เนาะကျမတို့ကဒီ ကိုကိုယ်တိုင်တီထွင်ထားတဲ့ game တွေကိုမှမထည့်ဘူးဆိုလို့ရှိရင် ကလေးကတင်ကြားရေးချိန်မှာဒီစာအုပ်ကိုပြတယ်နော်အဲ့တော့ဒီစာအုပ်ကိုပြတယ်ဒီစာအုပ်ထဲဟာကိုလောက်ရတယ်ဆိုရင်တောက်လျှောက်တောက်လျှောက်ကလေးကပြင်းလာမှာ နော်အဲ့တော့ပြင်းမလာအောင်လို့ဘာလို့ရလဲဆိုရင်ခုနကလို့ကျမတို့ကကိုကိုတိုင်းထွင်ထားတဲ့ game လေးတွေအနှဲငယ်ကိုထည့်ပေးရတယ်အဲ့ဒါကတင်ကြားရေးတိုင်းမှာကျမတို့ teacher ဆိုလို့ရှိရင် online မှာတင်တာပဲဖြစ်ဖြစ်နော်ဒီ in person နော်ဒီ classroom ထဲမှာလာတင်တာပဲဖြစ်ဖြစ်ဒါကမဖြစ်မနေထည့်ရဒီကိစ္စတွေအဲ့တော့မေမေတို့ကအိမ်မှာကိုယ့်ရဲ့ခလေးကိုကိုတင်ခြင်းလဲဆိုရင်ဒါလေးတွေကိုမဖြစ်မနေထည့်ကြည့်ပါထည့်ကြည့်တဲ့အခါမှာမေမေနဲ့စာတင်ရတာခလေးကပျော်တယ်ဆိုတာမျိုးဖြစ်လာပါလိမ့်မယ်နော်ပြီးတော့ကိုကိုတိုင်းကဒီ teaching ဘိုင်း ကို6လမ်းကျင်နဲ့ဒီနယ်ပယ်တဲကိုဝင်ကျင်နေဆိုရင်လည်းဒါလေးတွေကမိမိတို့အတွက်အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။အဲ့တော့ဒီနေ့ကကျွန်မ letter introduction part 2ကဒီလောက်ပါပဲ။နောက်ရက်မှာကျွန်မက tube planning ကိုဘယ်လိုစပြီးတော့သွားမလဲဆိုတာကိုတစ်ချက် ပြောပြပေးပါမယ်။ဒီအထိကြည့်ပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။